မင်္ဂလာပါရှင်။ကျမကတော့အေနာဖြစ်ပါတယ်။ကျမဒီနေ့ဖက်ပြပေးမယ့်စာလေးကတော့လက်ပြတကောင်ရဲ့ကောက်ချောင်းပဲဖြစ်ပါတယ်။နားတော်တာဆင်တော်မူကြပါရှင်။မမျော်လေးနဲ့နေတဲ့နေ့ပေါ့။အဲ့ဒီဖြစ်ပျက်ကတကယ်ကိုမမျော်လေးမိတာပါ။ချင်းပြည့်ရဲ့စောင်းတွင်တံကတော်ရုံမရောက်ဖို့သူဆိုအယိုးတဲ့ထီအောင်ခိုက်အောင်အေးတာလေ။မနက်၄နာရီလောက်ကြီးဆက်ထွက်ကြမယ်ဆိုတော့အေးရေးကမဝ ချမ်းကချမ်းနဲ့စိတ်ပြက်လက်ပြက်မနှက်ခင်တစ်ခုမမျော်လင့်မဲ့ရောက်လာခဲ့ရတယ်။ဘာရီများအရေးကြီးနေလဲဆိုပြီးကိုအရေးမဝတာကိုပဲအရေးလုံးမိခဲ့တယ်။တပြည်လုံးအရေးလုံးရမယ့်ခိုက်တန့်ကြီး အဖြစ်ပြက်ကြီးကိုလည်းမသိခဲ့ဘူး။ဆက်တော်ရေးစနစ်မကောင်းတဲ့နေရာလဲဖြစ်တော့တရင်အမောင်ချချင်တာလဲပါမှာပေါ့။ဘာမှမသိရပဲတလကျော်လောက်ချင်းတောင်မှာရိတ်ခါတွေပုံကြဖြစ်တယ်လို့နေကြပေါ့ တာဝန်နေပြီးလို့တောင်းအောင်ပြန်ဆင်းကြတဲ့ချိန်မှာဘသူမှမဖုံးနိုင်မဖိနိုင်နဲ့မြင်သည်မြနေရာတိုင်းမှာကရဲရဲနေနေတဲ့အလံတွေဗနိုင်းတွေနဲ့တစုံတယောက်ရဲ့မျက်နာပါတဲ့ပုံတွေကနေရာတိုင်းမှာအပြစ်ကိုယ်တိုင်ကလည်းထောက်ဖို့တက်ကရှင်မောင်းတယောက်ဆိုတော့ဒီလိုရိတ်ခါပုံနာမျိုးကပုံမှန်လုပ်နေကြလုပ်ငန်းစဉ်မှုမထူးဆန်းပေမဲ့ဒီတစ်ခေါက်ပြန်ဆင်းတဲ့အခါပုံမှန်မဟုတ်ဘဲထူးဆန်းနေခဲ့တယ်။ကားရက်ပြီးနားနေကြလက်ဖက်ရည်ဆိုင်က ကိုရီရှင်နန်းကိုမြင်မှစိုက်ထပိတ်ပြီးမြောင်းတော့တာမျိုးတွေဝယ်နေကြကွန်းရဆိုင်ကအဖက်မလုပ်ပဲဘူးကြည့်ကြည့်ခံရတာတွေရုပ်စွာဆုံးပြောရရင်ကားတာယာလဲနေကြလေထိုးဆိုင်ကပါလက်ကပြတာမျိုးတွေကြုံလာရတော့စိတ်ထဲမှာမကောင်းတဲ့ခံစားချက်တစ်ခုခံစားမိခဲ့တယ်မဟုတ်ပါစေနဲ့လို့မျှော်လင့်ခဲ့ပေမဲ့မဟုတ်တာလုတ်ခဲ့တာဟာတေချာဟုတ်နေခဲ့တယ်ကြောက်ထုအကျော်ကဈေးဆိုင်လေးမှာခဏနာကြတော့သူလဲပုံမှန်ဟုတ်မနေခဲ့ဘူး ခမရဘာဖြစ်နေတာလဲမေးတော့ဆရာတို့ကရောဘာဖြစ်ချင်နေတာလဲတဲ့ခက်ပြီဗျာဆိုပြီးညီတော့ဆရာတို့လုံးမအားလုံးခက်ကုန်တာတဲ့ကဲရှင်းစားမအောင်ဗျာဆိုတော့ဆရာတကယ်ပဲမသိရလားမညာပါနဲ့ဆရာရဲ့တဲ့ရောတန်ဝဲဝဲနဲ့ပြောရှာတဲ့စကားတွေမှာကျွန်တော်ကြောင်သွားတယ်တကယ်သိမ့်လိုက်ကြပြီလားကျွန်တော်တို့အခုမှပြန်ဆင်လာကြတာပါလို့ပြောတော့ခမမဲပြုံးပြပြီး အလိုတို့လိုပါတွေပါပဲဗျာတဲ့ရှင်ဘက်ကိုစဝင်တဲ့စကားပဲတလန်းလုံးခလောက်ဆန်းနေကြရတာ ကျွန်တော်ကိုယ်တိုင်ကလည်းအဖေစစ်သားတားစစ်သားဖြစ်ခဲ့ုံနဲ့မကအဘိုးဘေးတွေကနေစရည်တွက်ရင်ကျွန်တော်က၅ရောင်မြောက်စစ်မှုထမ်းနေတဲ့ကောင်းဒီကောင်းတွေကြောင့်ကောင်းကောင်းတည်တာပေါ့အစမတန်းတဲ့ဖီအားတွေချုပ်ချယ်မှုတွေနဲ့လူအခွင့်ရေးဆိုတာတည်ရင်းစာကြည့်တိုင်းမှတောင်းရှာမရတဲ့ဘွားကလာခဲ့တဲ့ကောင်း စစ်တပ်ရဲ့သဘောတဘာဝနဲ့ရက်ဆက်မှုတွေဆိုတာကလေးဘွားကနေတိုင်းကြည့်ရတဲ့ကာတွန်းကားတွေလိုအလို့ရနေခဲ့တယ်။ကျွန်တော်တို့ငငယ်ကကြီးပြင်းခဲ့တဲ့တက်ကချင်းချင်းတက်ဆိုတော့နင်းမြင့်ညပြဦးလေးကြီးတွေနဲ့မျက်ရည်ဆန်းဆန်းအန်တီကြီးတွေဆိုတာဒုနဲ့သေးပဲ။တငယ်ချင်းတချို့အဖေမရှိကြတဲ့အခါကျွန်တော်လဲဝမ်းနည်းမိတယ်။ငါအဖေလဲတေးသွားရင်ငါဘလို့လုပ်မလဲဆိုပြီးကြောက်ခဲ့ဘူးတယ်။ဘာကြောင့်အသက်တွေရှင်ပြီးအသက်မွေးလုပ်ငန်းလုပ်နေကြတယ်လဲဆိုတာ ကလေးဘွားတော်ကတော့တေချာမသိခဲ့ဘူးစဉ်းစားဖို့အတွေးခေါ်လဲမဝင်ခဲ့ပါဘူးတေချာတာကတော့ဘသူမှ အလကားမသေးခြင်းကြဘူးဆိုတာပဲဒါပေမဲ့အလကားတည်ပေးခဲ့ရတဲ့အသက်တွေရှိတယ်ဆိုတာဒီရွယ်ချက်မှတေချာသိလာခဲ့ရတယ်နိုင်ငံတော်နဲ့မိသားစုအတွက်အသက်ပေးသွားလို့ဂုဏ်ယူပါတယ်ဆိုတဲ့စကားဟာငယ်ဘွားတော်ကအကြားရဆုံးစကားပဲအရှိတရားမှာလူတစုအတွက်ပဲအသက်ပေးနေကြရတာပါပဲ။ အရင်ကတော့တဘုံနဲ့အခုကျတော့တိုင်းရင်သားလက်နက်ကင်အဖွဲတွေတဲ့တော်တော်လေးအပြောင်းလဲမြန်နေကောင်းနေငငယ်ကတဘုံလို့ခေါ်ခဲ့တဲ့တိုင်းရင်သားတွေဆိုတာဒီကနေ့ကျွန်တော်တို့တို့ခိုးလုံရနေရာတွေဖန်တီးပေးသူတွေဆိုတာမသိခဲ့ဘူးထားပါတော့လေငယ်ဘဝအတိတ်တွေကိုတကယ်လဲထားခဲ့ရတာကိုဒီလိုနဲ့ကိုဋ္ဌာနကိုပြန်ရောက်ပြီးခွင့်တင်ကြည့်သေးတယ်အမျိုးသမီးနဲ့လည်းမဆုံရတာကကြာပြီလေသူလည်းအစိုးရဝန်ထမ်းပဲဆိုတော့တနေရာစီနေရတာ တေနဲ့ခွင်းက나이ပိုင်းမဲ့ခံခဲ့တယ်။ညနေကပေးတဲ့ခွင်းကည၈နာရီချိန်မှာအသက်မဲ့သွားရောမနက်၄နာရီအသင့်ပြင်ပြီးတက်ရင်ပြန်ရမယ်တဲ့။ဘာမှပြန်ပြောပိုင်ခွင့်လည်းမရှိခဲ့။အန်ကျိတ်ပြီးနေုံကလွဲရင်တခြားရွေးချယ်စရာလည်းများများဆဆမရှိခဲ့ဘူး။ဒီလိုဆိုငါနဲ့တော့မလွဲတော့ဘူးလို့စိတ်ထဲမှာတေးထားလိုက်တယ်။အဲ့ဒီလိုနဲ့ပဲတက်ရင်ဌာနချုပ်ကိုပြန်ရောက်ခဲ့တယ်။စိတ်ကတော့လန်းခုလန်းမှကြံခဲ့ပြီ။ တရိပ်ရောက်တော့လဲဘာမှရေးရရဆိုတာမရှိဘူးတာဝန်ကတန်းစီလုပ်ပြီးအချိန်ဖြုံးယုံမဲ့ရှိတယ်ဒီလိုနဲ့၅ရက်မြောက်နေ့မှာတရင်မှုရုံတက်ရတော့အဖွဲ၃ဘွဲ့ခွဲပေးတယ်ပထမအဖွဲက86နှစ်မြောက်တက်မတော်နေစည်ရပြလျှောက်ဖို့တဲ့ဒုတိယအဖွဲကတော့အရေးပေါ်ရင်မောင်းရမယ်တဲ့တတိယအဖွဲကတော့ကထားစာမူလာဖို့ရှိလို့ဘ ਹੁ ခေတ်မှာကင်းပွန်ဝေရမယ်လို့ပြောပါလေရောကိုလည်းရင်မောင်းဆိုတော့ ကားပဲမောင်းရမယ်ဆိုပြီးဒုတိယဖွဲ့မှာနေလိုက်တယ်။ကံမကောင်းစွာပဲလူဦးရေနဲ့ကားရေအတွက်မလောင်ကားတော့ကားမရလို့တတိယဖွဲ့တဲဝင်ပြီးဘ ਹੁ ကင်းဝင်ခဲ့ရတယ်။ဘလောက်ဝင်ရမလဲလို့တရင်အရာခံဘိုးကမေးတော့တပတ်ဆက်ရပေါ့တဲ့။ Okay ပေါ့လုံးလိုက်မယ်ဆိုပြီးဝင်ခဲ့တာ။စီဒီယံလုတ်တဲ့အချိန်ထိဆိုတနစ်ကျော်လိုက်ဝင်လိုက်ရပါတယ်။တရင်ပြန်ရောက်မှဆိုရှယ်ပေါ်ပြန်တက်မိပြီးစတင်နှာစွင့်ကြည့်တော့ကြားနေညီနေရတာတွေကစိတ်မသက်သာစရာတွေ က်နက်မဲ့လူအုပ်စုကြီးကိုလက်နက်တွေနဲ့ဖြိုခွင်းကြတာတွေဖမ်းဆီးရိုက်နှက်ကြပုံတွေဟာမြင်မကောင်းဘူးတက်တွေးမှာကလည်းကစင်ကလေးတွေနဲ့ပုံမှန်မဟုတ်ကြတော့ဘူးဒီတိုင်းဆိုရင်မဖြစ်တော့ဘူးလို့တွေးမိနေစေကာလတွေမှာပဲထင်းတဲ့အတိုင်းဖိနှိပ်ခံလူတို့ရဲ့ပောက်ကွဲပြင်းရှားတဲ့မခံမရနိုင်မှုတွေနဲ့ရရလက်နက်ကိုစွဲလို့ယနေ့ခေတ်တော်လိုင်းရေးကြီးစတင်တော့တာပဲအပြေမှာလူဖမ်းပွဲတွေနဲ့လူတက်ပွဲတွေအများကြီးဖြစ်နေတယ်လို့တက်တွေးမှာလည်း နိုင်ရေးအတူပါတွေအလီလီဖြစ်နေကြပြီအခြေဆိုင်တဲ့မိခင်တရင်ကအညာမှာရှိတဲ့မုံရွာမြို့မှာရှိနေတော့အညာလူလူရဲ့တော်လန်စစ်ကိုအလူလဲဆခံရတော့တာပဲအေချမ်းတာရတဲ့နေမြေတွေဟာတမဟုတ်ချင်းစစ်တလိအဖြစ်ပြောင်းသွားကြတယ်စစ်ကြောင်းတွေ ထိုးလို့ထိုးအများပြည်သူတွေရဲ့ပစ္စည်းတွေကိုခိုးလို့ခိုးနဲ့ထင်းတိုင်းကျဲနေတဲ့ကာလစစ်မိကိုစတင်ခန်းစားရတဲ့အညာလူလူမှာကတွေးထွက်တန်ယိုများခဲ့ရ ဘဝတွေအသက်တွေအကြည်ကြီးအမွတ်မွတ်နဲ့မရှုမလခံနေရတဲ့အချိန်ကျွန်တော်ဟာလဲကင်းဆောင်လိုက်နာရီချလိုက်နဲ့လွတ်လပ်မြတ်တောက်မှုဆိုတာဘာဆိုဘာမှမရှိတဲ့နေ့တွေညတွေကိုထိုင်ရွတ်နေခဲ့ရတယ်။ဒီနေ့တော့အညာဒေတာရဲ့ရွာတရွာကိုစစ်ကြောင်းထိုးရင်တွေ့တဲ့လူတွေဖမ်းပြီးကျွန်တော်တို့တက်ရင်ဗဟုကင်းကိုပို့လိုက်ကြတယ်။ပတ်တီအဖွေသားဒန်ယာဘလက်ဘွားနဲ့မျက်နာမှာလဲအဝတ်မဲတွေစီးပြီးရိုင်းနေနဲ့ဝင်လာတဲ့အညာသားကြီး၃ယောက် တိုင်းပြည်ဟာဗိုလ်ကြီးတယောက်ကကိမှုကိုခတ်တိုးတိုးမာနေတာတွေ့ရတယ်။တင့်တော်တဲ့အချုပ်ခန်းနဲ့ထဲလိုက်ဖို့မာတာကိုပြပြတတ်တကြားလိုက်ရတယ်။ဒီလိုနဲ့အဲ့ဒီ၃ယောက်ကိုကျွန်တော်တို့စီမထားခဲ့ပြီးဖြူဟာအဖွဲကပြန်သွားတယ်။ခဏကြာမှတက်ရင်အရာခံဗိုလ်ကြီးရောက်လာပြီးထုံးစံတိုင်းလာပွားတာကိုတနအီလောက်ခံရအပြီးမှာတော့ဒီကောင်တွေကိုအစာဖြတ်ရေးဖြတ်ထားဖို့မာပြီးပြန်သွားတယ်။ ကင်းမှုနဲ့ကင်းသားတွေတယောက်မျက်နှာတယောက်ကြည့်ရင်ဘာဆက်လို့ရမှန်းမသိပဲကြောင်းနေကြတယ်။လူတွေလေဗျာလူလိုမဆက်ဆံခိုင်းတာမျိုးကိုပထမဆုံးကိုယ်တွေခံစားရတာပဲ။ဒါပေမဲ့လည်းဘယ်သူမှမနေနိုင်ကြဘူးရဲ့။ရှိတာလေးတွေခိုးကြွေးကြရေးတိုက်ကြနဲ့အစီပြောင်လုပ်ပေးရတာပဲ။ဆဲကာမှဆဲ၊စူကာမှစူဆိုပြီးခိုးကြောင်ခိုးဝက်ဂယုဆိုင်ပေးခဲ့ဘူးတာလေးကတော့အခုထိအမဲရနေသေးပါ။၅ရက်လောက်နေတော့လာပြန်ခေါ်သွားကြတယ်။ဘယ်ကိုခေါ်သွားတယ်ဆိုတာလည်းမသိရဘူး။ ပြန်လွတ်ပေးလိုက်သလားလဲမသိရဘာမှမဖြစ်ဖို့ပဲစူတောင်းလိုက်တာတော့သိတယ်အဖြစ်ပြက်တွေပြီးသွားပြီမကြခင်မှာနောက်ထပ်သွေးပြက်ထိတ်လန့်ပွဲအဖြစ်ပြက်တစ်ခုကြုံရပြန်ပါတယ်တရရုံမှာတာဝန်ကြားတဲ့စစ်သားတယောက်ကပြလက်တနာကြီးနာရေးချဖို့ရှိတဲ့အကြောင်းကိုလာပြောသွားတယ်ပုံမှန်လိုပဲထင်ပြီးပုံမှန်မဲ့နေလိုက်တယ်တုတ်တန်ရောက်မှကားရီလူတွေအများကြီးကိုစမြင်ရတယ်။ယာရုကြီးတဲ့ကောင်တေးလို့ဖြစ်မယ်ပေါ့။တကယ်တမ်းကြာထင်းတယ်လို့မဟုတ်ဘူးဗျ။ အလောင်းက24လောင်းတောင်ချရမှာဆိုတော့အံ့ဩရတယ်။ငါတို့တော့လက်မလဲအောင်စည်ရေးပြလုပ်ရတော့မှာပဲလို့စိတ်ထဲညင်းညူမိတယ်။တကယ်လဲနာရေးစချတော့စရောလူပါအော်ဂလီဆန်လာရတယ်။တချို့လောင်းတွေက၄ယောက်ပေါင်းမှတထုပ်ဆိုပြီးကောက်လို့ရသမျှကိုလက်အင်ကာတွေစုထည့်ထားတဲ့ဂုံလေးအကြီးတွေကပါသေးတယ်။အရွယ်ဆုံးယာရုဆုံးပဲ။တလောင်းပြီးတလောင်းချလိုက်နဲ့စိတ်ထဲတွေးမိတာတခုကဒီကောင်တွေဘသူ့အတွက်တည်သွားတာလဲဆိုပြီးတွေးနေမိတော့တာပဲ။ နိုင်ငံအတွက်လို့ပြောရအောင်ပြည်ပကျူးကျော်စစ်တခုမှမဟုတ်တာမိသားစုအတွက်လို့ပြောရအောင်လဲနောက်ဆုံးမြေချချိန်ထိမိသားစုကမတည်သေးတဲ့အတုပတွေအရာရှိတချို့ရဲ့မိသားစုကိုလရင်နဲ့ခေါ်လာပေးတာပဲရှိတယ်။တေရာတောင်နောက်ဆုံးအချိန်ထိခွဲခြားဆက်ဆံခံနေရတာဒီကောင်တွေတည်တဲ့အထိမတည်လိုက်ရဘူး။မဖြစ်ဆက်လောက်ပတ်စံလေးကကြက်ရစ်တဲ့မိသားစုကိုဘလောက်အကူအညီပေးနိုင်မှာမလို့လဲ။ဒီလိုနဲ့ကိစ္စအလုံးပြီးလို့တည်ရင်ပြောင်းခြင်းကည၈နာရီနေပါရှိနေပြီ။ ဘာမှလည်းစားကျင်စိတ်မရှိလမ်းသွားအောင်ရေချိုးပြီးအရက်တောက်ဖို့ပဲတွေးလိုက်တယ်။အရက်ခွက်ကိုငုံကြည့်လိုက်ရင်လေဒီကောင်လေးရဲ့မျက်လုံးတွေကလာပေါ်နေတယ်။တချို့မျက်လုံးတွေကခက်ထန်ကြမ်းကြုတ်ပြီးတချို့မျက်လုံးတွေကအားငင်နေတယ်လို့မျိုးတွေ။မထူးဘူးဆိုပြီးမျက်စိမိတ်မော့ချလိုက်တယ်။ခက်ပြေးပြေးရတာဟာရှာပေါ်ကနေဆင်းပြီးရင်ထဲမှာလောင်နေတယ်လို့မျိုးနေလို့ထိုင်လို့မကောင်းဘူး။ဒီကောင်တွေကိုစိတ်ထဲကနေမေးတဲ့မေကွန်ကိုကိုကိုပြန်မေးကြည့်တော့ကြက်တီတီနေခဲ့ပြီး နာဤတန်ချောင်းခောက်ဖို့မေ့သွားလို့ဖားခုံခုံခဲ့ရသေးတယ်။ငါဘာလုပ်ရမလဲမေးတော့တခုခုလှုပ်ဖို့ပဲတွေးနေမိတော့တယ်။ဘာကိုလှုပ်ရမလဲမသိသေးဘူး။အဲ့ရက်ပိုင်းကစလို့အားတဲ့ခါတိုင်းဘာလုပ်ရမလဲပဲတွေးတော့တာပဲ။တနေ့တော့တာငူထောက်ဖို့တက်ကတငယ်ချင်းကဗီဒီယိုကောခေါ်လာတော့ကင်ပြီးစကားပြောလိုက်တယ်။ဒီကောင်ကဆိုင်ကယ်မောင်းရင်ပြောနေတော့နေတဟူးဟူးတန်တွေနဲ့ကျွန်တော်မကမတိမတကြားနေရတယ်။ဟိတ်ကဆိုင်ကယ်ရက်ပြီးပြောဟာလို့လန့်ဆယ်မှာ ခဏရက်ပြီးတငယ်ချင်းကပြောတယ်။ငါစီရီယာလောက်သွားပြီးတငယ်ချင်းမင်းလည်းကြိုးစားတဲ့။ကျွန်တော်မှငိုင်သွားတယ်၊မှိုင်သွားတယ်။ဆက်ရဲ့လေးလံဖီစီမှုက အတိုင်းစမဲစွာဝန်းနေအားနဲ့မမြတာတလိုမျိုး။ဒါပဲဖြစ်ဖြစ်ဒီကောင်လုံးရက်ကိုပျော်မိတယ်။အပျော်ဆိုတာကူးဆက်တတ်တယ်ဆိုတာစာအုပ်တုပ်ထဲမှာဖတ်ဖူးတယ်။ငါလည်းပျော်အောင်လုပ်ရမယ်ဆိုတာအကျွင့်မဲ့ယုံကြည်လာတယ်။ အဲ့ဒီနောက်ပိုင်းနေရှိသရွေ့ညရှိသရွေ့အချိန်တိုင်းကိုခြောက်နေပြီးတော့တာပဲစိတ်မကောင်းစရာတစ်ခုကမိသားစုနဲ့အတိုင်ပင်ကြည့်တော့ကိုယ့်ဘက်မှာဘယ်သူမှမရှိကြဘူးခွေမလွတ်နိုင်တဲ့အမားကိုကျူးလွန်မိတယ်လို့မွန်းကျက်ကျက်နေတွေပါပဲအင်းသူဇနီးမယားနဲ့ပဲတေချာအတိုင်ပင်ပြီးစီဒီယံလုပ်ဖို့အစီအစဉ်ဆွဲရတယ်ဘယ်သူမှဖွင့်မပြောရတဲ့ကာလမို့နှစ်ယောက်ထဲကြိတ်ကြံခဲ့ရတယ်အင်းကဖေးရဲ့ပြောစကားလေးလည်းအခုထိအမက်ရနေသေးပါ စစ်မှုထဲဟောင်းဖို့ထင်ပါတယ်။ခေါယိုးကျူအတွေ့အခေါ်တွေနဲ့အပြစ်တင်တာလည်းခံရတာပေါ့။မင်းယုံကြည်သလား?မင်းကျေနပ်လားတဲ့။ဟုတ်ကဲ့ဆိုတာပဲပြောနိုင်ခဲ့ပြီးဖုံးချလိုက်တော့တယ်။မတွေ့ဝေချင်တော့ဘူးလေ။ဆုံးဖြတ်ချက်တစ်ခုရဲ့နောက်မှာဆုံးရှုံးမှုတွေကပါလာတဲ့စမြဲမှုဘာမှစင်စင်မပေးပြတော့ဘူး။အမေမှလည်းတားနဲ့အဖေကြားဗျာများခဲ့မှာပဲလို့စိတ်မကောင်းစွာနဲ့ပဲတက်ပြင်းမော်တစ်ခု ရှက်ရုံမှအပအချားလည်းမရှိခဲ့ဘူး ဒီလိုနဲ့ပဲထွက်မဲ့ရက်ကိုတေချာစောင့်ကြည့်ပြီးကြားချောင်းတလို့ချောင်းခဲ့ရတယ်။ဂျားတဲ့ကတက်ပြောင်းလာတဲ့အထက်ရရှိနေကအစင်မပြေလို့အဆောင်ကြည့်ခံပွားနေလဲနေခဲ့ရတာပဲ။ဖြစ်ချင်ရာဖြစ်ဆိုပြီးတွေးထားတယ်။အတိတ်ပဲမဲ့တော့မတေချင်ဘူးလို့လည်းစိတ်ထဲတေးထားတယ်။ငါလုံနိုင်တာနဲ့ပြည်သူပဲရှက်ပြီးတော်လန်ပြစ်ဖို့လဲတေးထားပြီးသားအခွင့်ခါကောင်းကိုစောင်းပြီးရတဲ့ချိန်ရတယ်လို့ထွက်ဖို့ပဲမျောလေးနေခဲ့တာမျောလေးနဲ့နေလေးဟာစိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ ဖြစ်ပုံကဒီလိုရှိတယ်။တင်းနန်းစင်းစရဲဘော်လေးတွေအရှိုရှိုတက်ရင်ကိုရောက်လာတာမနေဘူး။တချို့တဝက်ကိုစစ်ပိုးမကြိုးဘူးဆိုတဲ့ထင်မြင်ချက်နဲ့ဗဟိုကေးဝင်ဖို့လာပို့ကြပါလေရော။တနည်းအားဖြင့်တော့စောက်ချိုးမပြေလို့ပေါ့လေ။ပြုပြင်ထိန်သိမ်းရေးစခန်းလာပို့တယ်ပြောရမှာပေါ့။ကိတဲ့ရွဲ့ပြီအောင်မနဲ့လုံနေရတဲ့ချိန်ဒီရဲဘော်လေးတွေရောက်လာတော့နည်းနည်းအသက်ရှူချောင်သွားတယ်။စီရေးပြတင်ပေးလိုက်တိတိတိထိုက်တာတချို့ပြောပြလိုက်နဲ့နားရက်လေးရလာတယ်။ တပတ်ကိုတရက်လောက်ရားတဲ့နားရက်လေးမှာရအောင်ထွက်မဲလို့ရည်ရွယ်ထားလိုက်တယ်။အရှိတရားမှာက နားရက်တော့ရပါရဲ့ဘဲကနေဘဲကိုသွားရမလဲဆိုတဲ့အတွေ့ကခြေဆက်တစ်ခုလိုပဲမကြာခဏထိုးနှံနေတယ်။အဆိုးဆုံးကတော့ဖျဲသည့်ရှိတယ်ဆိုပြီးဖုန်းနဲ့အကန့်တက်နဲ့တုံးရတာကနေအပီတင်လိုက်တဲ့အခါလောက်အင်းကထွက်မဲငတ်ကိုအတောင်ချိုးလိုက်တယ်လို့ဖြစ်သွားတယ်။ဘာပဲဖြစ်ဖြစ်အပြင်ရောက်ရင်တော့တမျိုးတစ်ပုံစဉ်းစားမယ်ထွက်ရဖို့ကအရေးကြီးဆုံးပဲဆိုတာလင်မယားနှစ်ယောက်လုံးသိထားတယ်။ တန်တရားရှိသူတွေပို့ဆောင်ကြည့်လာတော့အနေကျုံလာတယ်။ကိုလည်းအဆောင်ကြည့်ခံလေ။တညက်နေမှာတော့အလန်းချပြီးဂီတာလေးခောက်ရင်တချင်းညီးမိတာကိုအပြစ်တစ်ခုလုပ်ပြီးဆဲဆိုချိန်ပေါင်းခံရပါလေရော။ဒီကောင်နေနဲ့တော့ငါနဲ့တော့မဖြစ်တော့ဘူးဆိုပြီးပုံမူခါတိခံမြင်လာတယ်။အပြင်မှာကြားရတဲ့လောက်တရင်နေမှာလည်းကောင်းတာတစ်ခုမှမကြားရ။စိုးဝါရက်ဆက်မှုတွေကသာကြီးစိုးမင်းမှုနေလျက်တရင်ကလည်းအမောင်ချထားတော့နားကိုဆွင့်နိုင်သမျှဆွင့်လို့အလင်းကိုရှားရတယ် အခွင့်အခါဆိုတာရလာတဲ့စမြဲဆိုတော့ကြုံလာပါပြီ။ကင်းနာရက်မှာတေချာပြင်ဆင်ပြီးလစ်တဲ့ချိန်ကိုမတိမတားစောင့်နေရတော့တာပဲ။လွယ်မမလွယ်တာကို လွယ်နေရင်အခက်ခဲဆိုတာပဲရှိပါမလဲနော်။ယုံကြည်ချက်တာအတိကပဲလို့စိတ်ထဲမှတ်ယူထားခဲ့တော့တိုးဆုပ်เสียပါဆိုဘာမှမရှိတော့ဘူး။အစည်းဝေးလုပ်မယ်ကြတော့ပိုစိတ်လှရှာလာမိတယ်။ဘလောက်ပဲကြက်နေပါစေတနေ့ရတော့ချောင်းမှာပဲလို့တွေးရင် တက်ရင်တစ်ပတ်ဆိုင်ကယ်နဲ့ထွက်လို့စနေနာတော့တာပဲခေါင်းအေးထားပြီးတွေးကြည့်တော့ဘသူမှမထင်တဲ့နေရာက ထွက်တာအကောင်းဆုံးပဲလို့တွေးမိတယ်တကယ်လဲအဲ့ဒီဂိတ်ပေါက်ကြီးကထွက်ခဲ့တာပဲအစည်းအဝေးထိုင်နေကြတော့ယာရုကြီးတဲ့ကောင်တွေအကုန်ပါတာတိထားတယ် CCTV ကြီးမဲ့ကောင်ရှိမှမဟုတ်ဘူးဆိုပြီးတရင်ယုံကိုရောင်းလဲလဲနဲ့တွားလေလာပြီးပြီကိုမောင်မောင်စောလက်တဲ့ချင်းတွေကလိုပဲဘာပဲဖြစ်ဖြစ်ပေါ့ကွယ်ပေါ့ချမယ်ကွာဆိုပြီး ဆိုင်ကယ်အုပ်ထုပ်ဆောင်အရက်ဝတ်လဲလို့ခတ်တီတီနဲ့ဂိတ်တက်ကနေထွက်လာပါလေရောကေဒနာရောက်တော့စင်တွန်ပြီးဂိတ်ဆောင်တဲ့လူကိုကြည့်လိုက်တော့ကိုလူတွေကြည့်ပဲရုတ်တီနဲ့ဖိတ်ရမှာပဲဆိုပြီးဟင်းချက်ကျွေးဖို့တက်နေစေခဏသွားအောင်မယ်ပြန်လာရင်တလုံးဝယ်တိုက်မယ်ဆိုပြီးအကြီးဆုံးဖြစ်တဲ့ဆရာကြီးစိုးချိုင်ကိုပြောလိုက်တော့အယောင်လက်နေတဲ့သူ့မျက်လုံးကိုမြင်ရတယ်အရက်ပလိမဲ့သူမြင်မှာပေါ့ဟာဟာဟာ ီးတော့သူတို့အားလုံးကကိုစီကအကျယ်ချုပ်တွေလေနေဘက်ဂိတ်မှာကင်းဆောင်ပြီးညဘက်အချုပ်ထဲအိပ်ရတဲ့သူတွေတိတဲ့အတိုင်းပဲတော်လန်ရစ်စဖြစ်တဲ့ကတက်ရင်းကအင်အားတွေ၄ဘုံ၃ဘုံလောက်ကအပြေးမကြီးပဲတက်မှာကြံခဲ့တဲ့သူတွေကမရှိမဖြစ်ကောင်းနေနဲ့မရှိလေကောင်းနေဆိုတဲ့ကောင်းတွေကြီးပဲထားပါတော့လေအကြီးဆုံးလူနဲ့ညှိလို့အဆင်ပြေမှာတော့ခေါင်းမှန်ရင်အကုန်လဲတာပဲဆိုတော့အချိန်မစွဲတော့ပဲဂိတ်ပြေရောက်တာနဲ့လီဘာကိုအတကုံဆွဲလို့ပျော်ပျော်ကြီးထွက်လာခဲ့လိုက်တယ် ေါ်ပါလိုက်ပုံများရှူရတဲ့လေကစတက်အလို့လူရော့စိတ်ရော့လေထဲမှာကာကြီးကွင်းကိုရောက်မှကားလက်မှတ်ဖြတ်ပြီးရှေ့ခရီးဆက်ရတယ်။တနာ yı ကြော်လို့မှပြန်မလာရင်တရင်ပိုးတော့မှကြိုတိတယ်။တရင်ရရင်လဲရာသမျှပိတ်တော့မှလည်းတိတယ်။ကို့မျိုးကိုပဲပြန်မယ်ထင်ပြီးသွားမယ်လမ်းကိုပိတ်မှလည်းတိတယ်။မထင်းတဲ့လမ်းကိုတမင်ရွေးလို့ highway ကားလက်မှတ်ကြီးပေါ်တက်ပြီးခရီးတစ်ထောင်နားမဲ့ရန်ကုန်ကိုဒိုးတော့တာပဲ။ စီးတဲ့ကားကလည်းဒီကောင်နေပိုင်နဲ့ရင်လိုက်လို့နောက်မှတီးရတယ်။ဒါကြောင့်ထင်တယ်လက်မဘာအခက်ခဲမှမရှိခဲ့ဘူး။ရပန်ရန်ခါမက်ပုံတင်စစ်တာလောက်ပဲရှိခဲ့တယ်။ဒီလိုနဲ့အလုံးပိတ်ဖန်ပလင်းတဲကလိပ်ပြာတစ်ကောင်ကွန်ကရစ်တအုပ်ထဲလာနာမိတည်ပေါ့။ပုံဆိုးဆွေးမြေ့ပြီးမတရီစရာရဝန်းကနေပြေးထွက်လာခဲ့တဲ့လိပ်ပြာလေးတကောင်စနှကောင်စကနေပြီးအခုတော့ပုံလိုက်ကျင်းလိုက်နဲ့လှပလုံးနဲ့တောပန်းနေကြစိတ်လို့ကိုလို့ ဝဲလို့ပြန်လို့ပန်းတရင်လေညင်းဆောင်းသလိုလူတရင်လူချင်းဆောင်းကြတာမထူးဆန်းပေမဲ့လူမဟုတ်တဲ့ကောင်တွေကတော့အခုချိန်ထိရက်ဆက်ကြစဲရုပ်မာကြစဲအလေးမမြင်ဘူးတဲ့ကောင်တွေဟာအမောင်မှပြောတာမထူးဆန်းပါဘူးနောက်ဆုံးဆန္ဒလေးနဲ့မာကက်ကျင်သေးတဲ့ညီကိုတို့တရားကိုတရားအတိုင်းအမကိုအမတိုင်းလက်ခံရပါမယ်အရှိကို အရှိတိုင်းအတိကိုအတိတိုင်းပြုမှုကြင်ကြံပြီးပြည်သူရင်ခွင်ဘလောက်နှွေးကြောင်း ခိုးလုံကြည်စမ်းစေခြင်းနဲ့ဟုတ်ကဲ့ပါရှင်ဒီစာလေးကိုရေးသားသူကတော့ခိုးနီဖြစ်ပါတယ်ကျမတို့နောက်တစ်ခေါက်မှပြန်လည်ဆုံတွေ့ကြတာပါရှင်